မင်္ဂလာပါရှင်2025ခုနှစ်အေပီလ25ရက်နေ့တွင်မိုးလေဝသနှင့်ဇလာဗီတာသတင်းများကို နေပြီးတော့မိုးလေဝသနှင့်ဇလာဗီတာညွှန်ကြားမှုအစီအစဏ်မှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာစကားနဲ့ဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာအေပီလရဲ့ပုံမှန်ပူချိန်တို့ထံ3ဒီဂရီဆက်စီယံမှ4ဒီဂရီဆက်စီယံထိနေစကားနဲ့ဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအေပိလရဲ့ပုံမှန်ဘူးချိန်တို့ထံ1ဒီဂရီဆက်စီယံပိုခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာအေပိလရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်အေပိလ24ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေပူချိန်ခြေနေများမှာ6မြို့နဲ့မြင်းမှုမြို့တို့မှာ54.2ဒီဂရီဆက်စီယံစီမြင်းကြံမြို့မင်းမှုမြို့နဲ့စင်ဖြူချိုမြို့တို့မှာ53ဒီဂရီဆက်စီယံစီ မကွေမျိုးနဲ့ကံကောမျိုးတို့မှာ52.6ဒီဂရီဆက်စီယက်စီမင်ကင်မျိုးနဲ့မုံရွာမျိုးတို့မှာ52.2ဒီဂရီဆက်စီယက်စီနဲ့တတဦးလေကြောင်းမှုလေဝတာပခုတ်ကူမျိုးနဲ့တောင်လွင်ကြီးမျိုးတို့မှာ52ဒီဂရီဆက်စီယက်စီတို့ဖြစ်ကြပါတယ်မှတ်သားဖွယ်ရာမူရချင်းများမှာ ကော့တောင်မျိုးမှာ1.2လက်မှာကြိုင်မျိုးမျိုးမှာ3.63လက်မှာပြည်မျိုးမှာ3.24လက်မှာမူးတုံမျိုးမှာ3.23လက်မှာနဲ့ ကျောင်းစုံမျိုးနဲ့မိုင်းအောင်မျိုးတို့မှာတုံညက်လက်မတုံညက်ရှက်လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လည်းတနင်္ဂနွေအချိန်မိုးလေဝသကြိုးတို့မှာဖောက်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်တော်နေပြီ။ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်းမင်္ဂလားပင်လယ်ော်တို့မှာတိမ်နေငယ်ဖြစ်တော်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအထက်ပိုင်းနဲ့တောင်ပိုင်းစွန်းဒေသတွေမှာတိမ်တင်းတင်းဖြစ်တော်နေပြီ။ကျန်းဒေသတွေမှာတိမ်နေငယ်ဖြစ်တော်နေရကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြင်းအားကျော်နေနေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာအတင်းတင်းရှိပါမယ်။လိုင်းမြမမြမကဲရတဲ့တရှောင်းနေကံလုံပင်လယ်ပြင်တို့မှာလေပြင်းမှာခုနှစ်ပြီးခန့်ရှိနေပါတယ်။မနက်ဖြန်မနက်ထီခက်မှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာစိစိကချင်ပြည်နယ်မှာနေရာကျကျနေစကိုင်းနယ်ဒေသကြီးထပ်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရပြီး ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရော်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလာပြီးတာခက်မှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ညီတော်အတွက်နှစ်ဖြာမနက်ထိမိုးလေဝသအခြေအနေခံမှန်းကြမှာတိမ်တင့်တင့်ဖြစ်တော်မှာမယ်အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီရဲ့102ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ28ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရင်ဟိုက်ရှိနေပါသည်ရန်ကုန်မြို့နယ်ညီတော်အတွက်နှစ်ဖြာမနက်ထိမိုးလေဝသအခြေအနေခံမှန်းကြမှာလဲတိမ်တင့်တင့်ဖြစ်တော်မှာမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါသည် န္တလေးမြို့နယ်နေတော်အိုက်တွင်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှလည်းတိမ်တင်းတင်းဖြစ်ထော်မှာမယ်။အမြင့်ဆုံးဘူးချိန်မှာ47ဒီဂရီဆက်စီရဲ့16ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတဲ့ဒေသကြီးထပ်ပိုင်းကရင်ပြည်နယ်မုံပြည်နယ်နဲ့တနင်္သာရီတန်တားကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထစ်ချုံရွာပါမယ်။ လာမယ့်စနေတနေ့နေ့အားလိုက်ရများအတွက်မိုးလေဝသအခမ်းအနချက်များပါနေပြည်တော်မှာတိမ်တင့်တင့်ဖြစ်ထွန်ပါမယ်ရန်ကုန်တိုင်းဒေသကြီးမှာလည်းတိမ်တင့်တင့်ဖြစ်ထွန်ပါမယ်မန္တလေးတိုင်းဒေသကြီးမှာလည်းတိမ်တင့်တင့်ဖြစ်ထွန်ပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာတတိယပဲဖြစ်ပါတယ်ကိုစိန်နှပြကြက်မှချမ်းသာကြပါစေရှင်